ဘဝမှာတယောက်တည်းရုန်းကန်နေရလို့စိတ်တမကြပါနဲ့တယောက်တည်းဆိုလဲတယောက်တည်းဖြစ်အောင်လုပ်ပါအားမငယ်ပါနဲ့လူတိုင်းမှာပြီးပြည့်စုံတဲ့မွေးရပါပါရမီဆိုတာဘယ်သူမှပါမလာကြဘူးဘဝဆိုတာလှိမ့်ငယ်တစ်စင်းနဲ့တူတယ်ကိုဥတ္တရာကိုရောက်ဖို့ကိုယ်တိုင်ပဲ့ကြိုင်နိုင်ရမယ်ဘယ်သူမှအာမကိုပါနဲ့ငွေမရှိရင်လောကကြီးမှာနေရတာမျက်နှာငယ်တယ် ှစ်ဆိုတာလည်းငွေရှိမှအရှိရှိတာအမျိုးဆိုတာချွေရှိမှအမျိုးတို့ကြတာဒါလောကလူတဘာဝနေရမှာပဲကိုရှောက်မယ်လမ်းကိုတိုင်းဖောက်ပါလူတိုင်းဟာကိုအစဉ်ပြေရင်ကြိုးစုံမဲ့သူတွေရှိပေမဲ့ကိုအစဉ်မပြေရင်ဘသူမှအရေးမလုပ်ပါဘူးဘဝဆိုတာလက်တွေ့ခံစားမှုမှာကိုချင်းစားတတ်တာလက်တွေ့မခံစားဘူးသူကကိုချင်းမစားတတ်ဘူးကိုအတွက်ပဲကိုကြည့်ကြတယ် ကိုယ့်လက်မီးလောက်မှပုံမှန်သိကြတယ်။အပြောကောင်းတဲ့လူတွေကိုတတိထားပါ။အပြုံးချူချူလေးနဲ့လှုပ်ရှားသူတွေကိုတတိထားပါ။ကိုဘဝမြင့်အောင်ဘယ်ဖန်ဆင်းရှင်မှလုံးမပေးနိုင်ပါဘူး။ကိုသားလျင်ကိုရဲ့ဖန်ဆင်းရှင်အစ်စ်ဖြစ်ပါတယ်။ဘဝဆိုတာနှိမ့်လိုက်မြင့်လိုက်ပါပဲ။အမြဲတမ်းနှိမ့်ချမနေပါဘူး။အပြောင်းလဲဆိုတာအမြဲရှိတယ်။သင်ခန်းစာတွေယူထည့်ရမယ်။ဘာပဲဖြစ်ဖြစ်လောကစက်ပုံမှာ ဇက်စရာအလိုက်ကရတဲ့အခါမင်းသားနေရာကတရုတ်ဆောင်ရတာရှိတယ်လို့တခါတလေကျလူကျန်းနေရာကတရုတ်ဆောင်ရတာလည်းရှိရပဲဝမ်းနဲ့မနေပါနဲ့စိတ်တည်းမကြပါနဲ့အခုရင်းဆိုတာနှခါမလာတော့ကန်ဆိုးချင်းတွေပြီးရင်ကန်ကောင်းချင်းတွေရောက်လာပါလိမ့်မယ်ပုံတိုင်းပြီးရင်လေးပြီးလာတယ်လို့ပေါ့အဓိကစိတ်တည်းခိုင်မှာပေါ့စိတ်တည်းမကြဘို့ဘဝကိုအရှုံးမပေးဖို့ပါပဲ။ အောင်မြင်တာရှိတယ်လို့ရှုံးနေတာလည်းရှိမှာပါပဲအောင်နိုင်သည်ဖြစ်စေရှုံးနေသည်ဖြစ်စေအဓိကကခန္ဓာရည်ရှိဖို့နဲ့စိတ်ဓာတ်တွေကြိုးပြက်ရင်းရိုက်မသွားဖို့ပဲအရေးကြီးပါတယ်